ကဲဒါတော့ပထမဆုံးအနေနဲ့စီပူစီပူပူလေးတွေကိုအကျော်ပါထည့်ကျော်လိုက်ပါမယ်ကိုထည့်ရှင်တဲ့အစာကိုထည့်ရှင်တဲ့အသားတွေထည့်ရမှာနော်ကျွန်တော်တို့ဒီပူချန်ရိုးလို့ခေါ်လက်ကျော်ထားပါမယ်ကျုံနေနေနဲ့မွေလိုက်ပါမယ်ကဲအခုတော့ကျွန်တော်တို့ဟာတပွဲစာပဲကျော်ဆိုတော့နည်းနည်းတစုံပဲပေါ့အပူနည်းနည်းလေးကဲမွေမွေပါမယ်ခင်ဗျာဒါတော့အလွယ်ကူဆုံး ကဲပြီးရင်ငါမုံငါမုံတစုံထည့်ပါထည့်ပါပါခင်ဗျာပြီးရင်ငံပြားရေးငံပြားရေးနည်းနည်းလေးထည့်ပါပါခင်ဗျာโอเคကဲစာမူပါပြီเนาะ မွေလို့ချင်းခုနခုနစစ်တထားလက်ကြော်ထားလက်အကြော်တွေထည့်ပါမယ်ခင်ဗျာပြီးရင်နည်းနည်းလေးဆက်မွေမှာအင်းမွေထွက်လာရင်နည်းနည်းပင်နည်းနည်းပင်လေးချက်တုံပင်လေးထားလေးလည်းထည့်လိုက်မယ်ကဲပြီးလို့ရှိရင်တော့အလုပ်ကူဆုံးထမင်းကြော်ရပါပြီအပေါ်မှာကျုပ်ထည့်လို့လည်းရပါတယ်နော်ကဲစမ်းကြည့်ရပါနော်အဲ့တော့အလုပ်ကူဆုံးပေါ့ 哎，别这样！